ဟော့ပော့ကို900ကျက်ကနေစပြီးတော့စားလို့ရတယ်ဒီလိုမျိုးအဝိုင်းလင်းနေတဲ့ဟော့ပော့ဆိုင်တွေမှာသွားစားမှာပဲဖြစ်ပါတယ် ဒီဆိုင်လေးကတော့လူငယ်တွေကြားမှာဒီနောက်ပိုင်းတော်တော်လေးကိုနာမည်ကြီးနေတဲ့ MSG Hotpot ဆိုတဲ့ဆိုင်လေးပါဒီဆိုင်လေးက M Tower မှာအစ်စ်ထွက်ဖွင့်လိုက်တာတိတ်မကြသေးဘူးဒီ Hotpot ဆိုင်လေးကကြတော့ Buffet လည်းမဟုတ်ဘူးကိုရိုင်းမှာအားလည်းမဟုတ်ပဲနဲ့ဒီလိုမျိုးကိုရှိမှလဲနေတဲ့ဘန်းလေးတွေထဲကနေပြီးတော့စိတ်ကျယူလို့ရတာပေါ့နော်သူစိတ်မှာက Hotpot အမျိုးပေါင်း50ကျော်တောင်ပါတော့စိတ်ကျရွေးစားရုံပဲပြီးတော့ Hotpot စားလို့ရှိရင် Sauce ကအသက်ဆိုတော့ဒီဆိုင်မှာဒီလိုမျိုး Sauce တွေကိုအများကြီးထည့်ပေးထားတာ ူရဲ့မာလာဆူကီဆော့စ်၊ထိုင်းကင်ဆော့စ်နဲ့နှမ်းနှင်းဆော့စ်စီကိုတော့အကျိုက်ဆုံးပဲ။ပြီးတော့ hot pot အရင်ကကျတော့မာလာတုံရန်ကော်လာဂျင်နဲ့ mushroom ဆူဆိုပြီးတော့လေးမျိုးရေးလို့ရတယ်။တီးရွက်တွေဆိုလို့ရှိရင်လည်းအယံပေါ်မူတီးပြီးတော့900ကျပ်ကနေပြီးတော့2000ကျပ်အထိရှိရပါတော့။အသားဘက်နေရာကျတော့တပွဲကို1500ကျပ်ကနေပြီးတော့4000ကျပ်အထိအစားစားရှိတယ်။သူ့ရဲ့အသားတွေအသားလုံးတွေကလည်းတော်တော်လေးလက်ကြရဲပြီးတော့သူ့ရဲ့ sauce ကလည်းတော်တော်လေးရွေးစရာများတာဆိုတော့ဆိုင်ရတော့ဒီဆိုင်မှာခဏခဏသွားစားဖြစ်တယ်ပေါ့နော်။ ဟင်းရဲထဲမှာဆိုလို့ရှိရင်တော့သူ့ရဲ့မာလာဟင်းရဲကတော့ထုံထုံဆက်ဆက်ကလေးနဲ့တောက်လို့ကောင်းတယ်။အသားလွှာရဲထဲမှာဆိုလို့ရှိရင်တော့ဒီလိုမျိုးဝက်သားလွှာအမဲသားလွှာတွေအသားနှစ်ထားရလေးကောင်းတယ်။ပြီးတော့ဒီဆိုင်ရဲ့ homemade ဝတ်သားလုံးကြာဆွဲနဲ့ပစွန်လုံးကလည်းလုံးဝထုတ်ထုတ်အီအီလေးပြီးတော့ cheese လုံးဝက်မိုလုံးတွေနဲ့အသီးဝက်တွေကိုတော့ကိုလိုလောက်လေးပဲတစ်ခုချင်းစီထည့်ပြီးတော့စားလို့လည်းရတယ်။မာလာဟင်းရဲ့အပြင်သူ့ရဲ့တုံရဟင်းရဲ့နေရာလည်းပြပြစိမ့်စိမ့်လေးနဲ့တောက်လို့ကောင်းတယ်။ ညောင်ပိုင်းစားဖြစ်နေကြကတော့ဒီလိုမျိုးအမဲသားလွာအီအီလေးပေါ့နော်သူ့ရဲ့အမဲသားလွာလေးကတော်တော်လေးစားကောင်းတယ်ပြီးတော့ cheese လုံးနဲ့ဝက်မူလုံးရဲ့အခု အသစ်ထပ်ထားတယ်သူတို့ရဲ့ homemade ဝက်သားကြာဆွဲနဲ့ပစွန်လုံးတွေကတော့လုံးဝမပါမဖြစ်ပဲတုံရဟင်းနဲ့စားမယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးခေါက်ဆွဲလေးထည့်စားလို့ရှိရင်ပို့ပြီးတော့စားလို့ကောင်းတယ်။သူကမသိလို့ရှိရင်နမယ်ကြီးမမားတုံရခေါက်ဆွဲစားနေရတယ်လို့မျိုးပဲ။အေးဒီကလည်းကိုရှိမှပဲခြာပြီးသားဆိုတော့စိတ်ကြိုက်ယူလို့ရတယ်။နမယ်ကြိုက်တာယူကြတာရှင်ပေါ့နော်။ ဆိုင်ကတော့ hotpot စားပြီးတော့1 a အောင်လို့ဒီနာမည်မခေါ်တတ်တဲ့တေယုတ် a a ဘူးလေးပဲယူတောက်လိုက်ပါတယ်။ ဟော့ပေါ့တက်လေးလိုအပ်နေပြီဆိုလို့ရှိရင်ဒီဆိုင်မှာအမြဲသွားစားဖြစ်တယ်ပေါ့နော်။တွတ်ဘူဖေးဆိုင်ဒီမှာလိုတခါတည်း၄-၅တောင်းကုန်တာမျိုးမဟုတ်ပဲနဲ့ကိုယ့်ဘတ်ဂျက်နဲ့ချိန်ပြီးတော့လည်းစားလို့ရတယ်။ဘတ်ဂျက်ဘယ်လိုချိန်စားလို့ရလဲဆိုရင်သူ့ရဲ့မာလာဟင်းရဲ့တအိုးကိုမှပြောလို့ရှိရင်အသား၃-၄ဘန်းလောက်ယူပြီးတော့အရွက်ကိုခက်မြတ်မြတ်ယူပြီးတော့စား။ sauce ကိုလည်းအရေလိုတောက်တက်တဲ့သူတွေအတွက်ကတော့ဒီလိုမျိုး sauce မြန်မြန်လေးထည့်စားလို့ရတဲ့တင်ကိုမိုက်နေပြီ။ဒါဆိုရင်တယောက်၂တောင်းလောက်နဲ့လည်း hot pot ကောင်းကောင်းစားလို့ရပြီနော်။အခုဒီ MSC hot pot ဆိုင်ကြီးကကျတော့ဆိုင်ခွဲနှစ်ခုရှိရပေါ့နော်။ပထမတစ်ခုကတော့မြန် မာပလာဇာမှာဖွင့်ထားတာအခုကကျတော့အမ်တာမှာဖွင့်ထားတာတိတ်မကြသေးဘူးဆိုင်နီယာလေးရတော့ဘလုံးငယ်ရှေ့ပေါက်ကနေဝင်လာလို့ရှိရင်ဆက်လေကားကိုကြော်ပြီးတော့အနောက်တက်တက်ဆက်လျှောက်သွားတာနဲ့ဒီဇိုင်းလေးကိုရောက်ပါပြီ။လဲနာရောက်လို့ဟော့ပေါက်ကောင်းကောင်းလေးလဲစားခြင်းနဲ့ဘူဖေးလဲမစားခြင်းမို့ဆိုလို့ရှိရင်တော့ဒီလိုမျိုးတပွဲချင်းစီမှာစားလို့ရတဲ့ဟော့ပေါက်ဆိုင်လေးမှာသွားစားကြည့်နော်။ကဲဒါဆိုရင်တော့ဆိုင်နော့ဗလော့တွေမှာပြန်တွေ့ပါမယ်။အားလုံးပဲတတား။